င်္ဂလာပါရှင်။ကရင်ပြည်မြဝတီမြို့နယ်လေးကီကောဒီတာမှာစစ်ကွန်မရှင်တပ်ကအထိနာပြီးနောက်လီချောင်းစစ်ကူခေါ်ယူတိုက်ခိုက်နေပါတယ်။စစ်ကွန်မရှင်ကရခိုင်ပြည်ကိုမဲပြီးအရက်သားနေရာတွေကိုအချိန်မြင့်ဘုံကျဲတိုက်ခိုက်နေတာကြောင့်အေအေကပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။ကချင်နယ်ဇက်ဂိတ်တွေပြန်ဖွင့်လိုက်ပြီးမဲ73စီအပါဝင်ကုန်စီအများစုကိုတရုတ်ဘက်ကကန့်သက်ထားစေဖြစ်ပါတယ်။ ြီးမြဝရီမြို့နယ်လေးကီကော်ဒေတာမှာစစ်ကွန်မရှင်တပ်ကအထိနာပြီးတဲ့နောက်လီချောင်းစစ်ကူခေါ်ယူတိုက်ခိုက်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်။လေးကီကော်မြို့တစ်တောင်ဘက်ကရက်သေးဂူရွာနာတဝိုက်မှာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ပူပေါင်းတပ်နဲ့စစ်ကွန်မရှင်တပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတာပါ အော်တိုဘာလ30ရက်နေ့မွန်သက်12နာရီလောက်မှာ KNL ပူပေါင်းတပ်ဖွဲ့ရဲ့မိုင်းဆွဲတိုက်ခိုက်မှုတွေနဲ့ပျောက်ကြားတိုက်ခိုက်မှုတွေကြောင့်စစ်ကောင်မရှင်တပ်နဲ့ BGF တပ်ဖွဲ့ဝင်တွေဟာထိခိုက်သေဆုံးမှုများခဲ့ပါတယ်။ထိခိုက်သေဆုံးမှုတွေများခဲ့ပြီး80မတိုးနိုင်ဖြစ်နေတယ်လို့ရှေ့တဲ့သတင်းမြစ်တွေကပြောပါတယ်။အထင်းနာတဲ့စစ်သား73ယောက်ကို BGF ကဖက်အန်တောင်ကလေးစေးရုံကိုတဲပို့ခဲ့ရပြီးသေဆုံးသူတွေကိုမဲဝါခီးရွာပြင်မှာမိရှုတကြခဲ့တယ်လို့ဆိုပါတယ်။ ီလိုအထိနာတဲ့အတွက်စစ်ကော်မရှင်တပ်ဟာ White 12လေယာဉ်ကိုအသုံးပြုပြီးရသက်ကူတောင်ကျောနဲ့မဲဝါခီဘက်ကိုဗိုလ်ကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေဟာဘုတ်ခုချင်းတွေထဲမှာရှောင်သိမ်းနေရတယ်လို့ဖလူးရွာကရက်မြင့်ရဖတယောက်ကပြောပါတယ်။လက်ရှိချိန်တည်းလေကီကောဝေါ်လီဒီတာနဲ့ဒေါ်နာတောင်လန်ဟောင်းတွေဘက်မှာ KNLA မဟာမိတ်တပ်တွေနဲ့စစ်ကောင်မရှင်တပ်တွေကြားနေတိုင်းတိုက်ပွဲဆက်လက်ဖြစ်နေစေဖြစ်ပါတယ်။ ရခိုင်မှာစစ်ကောမရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအချိန်မြင့်လာလို့အေအေကပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။ ရခိုင်မျိုးသားဖွဲ့ချုပ်အရကသက်တော် ULEA ကရခိုင်ပြည်သူတွေအပေါ်စစ်ကောင်မရှင်တပ်ရဲ့လီတောက်ကနေတရေဘောကြောင်စွာဘုံကျဲတိုက်ခိုက်မှုတွေကို ပြင်းထန်စွာရှုတ်ချလိုက်တာဖြစ်ပါတယ်။ EA ရဲ့အောင်တူပါလာ33ရက်နေ့ထုတ်ပြန်ချက်အရစစ်ကောင်မရှင်တပ်ဟာရှမ်းပြည်မြောက်ပိုင်းမှာအပြည့်ရက်စဲမှုကြောင့်စစ်မြေပြင်ကျင်းမြောင်းလာတာကိုအခွင့်ကောင်းယူပြီးရခိုင်ပြည်သူလူထုကိုအဓိကပြစ်မှတ်ထားကလီတောက်တိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်လာတယ်လို့ဆိုပါတယ်။ အော်တိုဗာလာ30ရည်နှစ်တရက်ထဲမှာပဲလေကြောင်းတိုက်ခိုက်မှုကြောင့်စစ်သွေးရသေးတောင်ပုံနှကျွန်းပေါက်တော့နဲ့ကြောက်ဖြူတွေမှာအရက်သား၈ယောက်သေဆုံးပြီး22ယောက်ဒဏ်ရာရခဲ့ပါတယ်။အော်တိုဗာလာ30ရည်နှစ်မှာလည်းပုံနှကျွန်းပန်းနီလာရွာကိုဘုံကျဲခဲ့တာကြောင့်အရက်သား၄ယောက်ထက်မှန်သေဆုံးခဲ့ပြီးဒဏ်ရာသူ10ယောက်ဟာစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ ဒီလောက်ရဟာစိရဲ့ဇဝမှုဖြစ်ပြီးလူသားမျိုးနွယ်ပေါ်ပြစ်မှုကျူးလွန်နေတာဖြစ်တယ်လို့အေအေကထုတ်ပြန်ထားပါတယ်။ဒါကြောင့်ရခိုင်ပြည်သူတွေကိုလည်းစစ်ကောမရှင်ရဲ့လေကြောင်း၊ရေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှုရန်ကို အရင်ကထက်ပိုတတိထားကြဖို့အလေးနဲ့တိုက်တွန်းထားပါတယ်။ တန်အမျိုးသားလူမျိုးရေးတပ်မတော် TNL ကတရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကုမရှင်တပ်နဲ့လက်မဲ့ရေထိုးခဲ့တဲ့နှစ်ဖက်အပြစ်ခတ်ရက်စဲကြီးစာချုပ်ဟာသူတို့အတွက်အလွယ်တကူဆုံးဖြတ်ခဲ့တာမျိုးမဟုတ်ဘူးလို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ကိုစောဝေးကတင်ဆက်ထားပါတယ်။စာချုပ်ရေထိုးဖို့ရက်ပိုင်းလိုမှာ TNL ထင်းချုံနယ်မြေထဲကစစ်ကုမရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေရက်စဲပြုလုပ်ခဲ့ပြီးနောက် အရက်သားထိခိုက်မှုတွေတိုးလာတာကြောင့်ဒီဆုံးဖြတ်ချက်ကိုခက်ခက်ခက်ခဲချမှတ်ခဲ့ရတာလို့ TNL ကပြောပါတယ်မတော်လည်းခက်ခက်ခက်ခဲနဲ့ရွေးချယ်ဆုံးဖြတ်ရတာဖြစ်တယ်အတေကတော့လူထုတွေရဲ့ဘေးကင်းလုံခြုံမှုနဲ့လူထုတွေရဲ့ဒီထိခိုက်နေတာမှုတွေရောနေတော့အောင်လူမျိုးဖြားဘက်ဘက်ကနေရောဒီလူထုတွေအနစ်နာဆုံးရှုံးမှုတွေနေတော့အောင်ဆိုပြီးတော့မှဒီရွေးဒီခက်ခဲတဲ့ရွေးချယ်မှုကိုရွေးချယ်ဆုံးဖြတ်ရတာဖြစ်ပါတယ် အော်တိုဘန်လအတွင်းကထင်းနယ်လီထင်းချုံနယ်မြေတွေထဲကိုစစ်ကောင်ရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရက်သား50ကျော်တိဆုံးခဲ့ပြီး80ကျော်ပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ထင်းနယ်လီကဆိုပါတယ်။ဒီသဘောတူညီချက်တွေအရထင်းနယ်လီအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမေမြို့နဲ့မိုးကုံမြို့ကနေစုခွာရမှာဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်ရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့ထိုးစစ်ဆင်မှုတွေကိုရပ်တန့်တာရှိမရှိကို TNL ကလေ့လာစောင့်ကြည့်သွားမယ်လို့ဆိုပါတယ်။ လောလောဆယ်မှာကတော့ကျမတို့ကလူထုနဲ့တူရက်တီပါတယ်လူထုတွေအနေနဲ့ဒီကျမတို့ထိန်းချုပ်ထားတဲ့အခြားဒီမြို့နယ်တွေမှာလာရောက်ပြီးတော့မှခိုးလုံနိုင်ပါတယ်အကူအညီတောင်းခံနိုင်ပါတယ်လက်ရှိအချိန်မှာ TNL တက်ဖွဲ့တွေကသူတို့ထိန်းချုပ်ဒေသတွေကနေစတင်စုခွာနေပြီဖြစ်ပါတယ်ဒါပေမဲ့လည်းဒီသဘောတူညီချက်ဟာစစ်ကောင်ရှင်တပ်နဲ့ TNL အတွက်ပဲကျုံးဝင်ပြီးတခြားလက်နက်ကင်တော်လည်းတက်ဖွဲ့တွေနဲ့မသက်ဆိုင်တဲ့အတွက်စစ်ရေးအခြေအနေကပုံမှန်ရှုပ်ထွေးလာနိုင်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်နေကြပါတယ် တကယ်ပဲ TNL စုတ်ခွာခဲ့ရတဲ့မိုးကုံမြို့အခြေပြုတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့မိုးကုံဗျူဟာပါကဖာနဲ့မန္တလေး PDF တွေကစစ်ကောင်ရှင်တပ်ရဲ့ရဲစဲမှုကိုကြောက်ရွံ့နေမှာမဟုတ်ပဲဆက်လက်တော်လှန်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ဂရနီဒေတာခန့်တောက်သူတွေဟာဒရုန်းနဲ့လက်နက်ကြီးရန်ကြားကအသက်နဲ့ရင်ပြီးစပားတွေကိုရိတ်သိမ်းနေကြရပါတယ်ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါတယ် ကရနီပြည်မော့ဆူမြို့နယ်ဖရူဆူမြို့နယ်ကတောင်သူတွေဟာစာနာရိတ်ခါအတွက်လက်ရှိ စပါးရိတ်သိမ်းကာလမှာအသက်အန္တရာယ်ကိုလစ်လျူရှုပြီးရုတ်ကန်နေရတယ်လို့ဆိုပါတယ်စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကြောင့်ကြန့်ရှိနေသေးတဲ့စပါးခင်းတွေနားမှာဒေသခံတွေဟာဒရုန်းဘုံနဲ့လက်နက်ကြီးပစ်ခတ်မှုရန်ကိုရှောင်သိမ်းရင်အချိန်မီရိတ်သိမ်းဖို့ကြိုးပမ်းနေကြရတာဖြစ်ပါတယ်ချိုးကတော့တိုင်းတော့မဖြစ်မနေတရားနဲ့ဟာမျိုးတွေကတော်တော်ရှိတယ် မလုံးလဆန်တို့ဆောင်နေငါဆန်ပြေဆန်နေဟာမြို့ကဖြစ်မနေနေတို့တော့တိုင်နေလို့ရှိရမလို့ဒါပေမဲ့ချင်းနေတော့ကြည့်ရတော့ဒရလာပြီဆိုရင်ဒါတော့သူတို့ထပ်ပြေးရမှာပေါ့အဲ့လိုမျိုးရှိသွားတော့ပေါ့ခရစ်ဆိုမြို့နဲ့ဒီမော့ဆိုမြို့ကိုဆက်တွေ့ထားတဲ့ပြီးထောက်စုလမ်းမကြီးတခြားကရွာတွေနဲ့ဒီမော့ဆိုမြို့နဲ့နောက်ဖက်ချမ်းကရွာ၅ရွာလောက်ကလက်အကနေရနိဘာဟာကျိတ်သိပ်ပို့ချက်ရှိနေသေးတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်ရှစ်တပ်ရဲ့ drone တွေဟာ လူစုလူဝေးတွေ့တာနဲ့ဘုံလာချလိရှိပြီးဩဂလကုံကနေ အော်တိုဘာလကုံအထိဒရုန်းတိုက်ခိုက်မှုကြောင့်ဖရူဆိုမြို့နယ်ကဒေသခံတောင်သူ၂ယောက်တေဆုံးခဲ့ပြီး၈ယောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဒီစပိုက်ကျဲတဲ့လူသားတွေလူတွေကဘုံဒရုန်းချက်ချတာရှိတယ်ပထမမြို့နယ်မှာတော့ဒီမှာရှိတော့တရားနေကနေပြီးတော့နည်းနည်းချင်းပြည်တော့ရှိတယ်ဒရုန်းပြီးတော့လောက်ချတာလည်းရှိတယ်ခရနီတပ်ပေါင်းစုတွေဘက်ကတိုက်ပွဲတွေခဏရပ်နာထားပြီးမြဲစစ်ကောင်မရှိတက်ကတော့လူထုတွေအလုံးမလုံနိုင်အောင် ငှက်အောင်ရွေရွေချက်ရှိရှိ6လပြစ်ခတ်နေတယ်လို့ဘုံကြီးဘုံနိုင်ကတုံ့တက်ပါတယ်။ဒါကြောင့်ဒေသခံတွေအနေနဲ့ drone ရန်ကိုအထူးတတိထားပြီးလူစုလူဝေးမလုကြဖို့လဲတိုက်တွန်းထားပါတယ်။ကရင်အမျိုးသားတပ်မတော် KNA ကစစ်ကုမရှင်တပ်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိုညီမျိုးစုတုံးပြီးဆက်ကျင်သွားမယ်လို့တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။ ရှမ်းပြည်တောင်ပိုင်းဂရင်းနီပြည်အဆက်ဖဲခုံမြို့နယ်မှာတည်ရှိတဲ့ကယန်းဒေတာဟာတော်လန်ရေးတပ်ဖွဲ့ပေါင်းစုံစုမိုးနယ်မြေဖြစ်တဲ့အတွက်လူထုဆန္ဒသဘောထားအရာတသားတည်းဆင့်ကျင်တာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိအခြေအနေအရကယန်းဒေသမှာရွေးကောက်ပွဲဖြစ်မြောက်ဖို့အကြောင်းမရှိဘူးလို့ KNE ရဲ့နိုင်ငံရေးဦးဆောင်ကော်မတီဝင်ကထောက်ပြပါတယ်။ကယန်းဒေသကယန်းကြေးရွာတွေမှာကတော့ရွေးကောက်ပွဲဖြစ်စရာအကြောင်းမရှိဘူး။ဒါပေမဲ့လက်တလောအနေထားရကတော့ကျွန်တော်တို့မိုးပြဲဖဲခုံမှာကတော့ဟန်ပြ သူတို့ရဲ့တောက်တိုင်တွေဖြစ်တဲ့အစိုးရဝန်ထမ်းတွေကဒါလဲမဲပေးတဲ့ပုံစံမျိုးနဲ့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါဟာကျွန်တော်တို့ကယန်းလူမှုကိုလည်းကိုစားပြုမှာမဟုတ်လို့ကယန်းဒေသကိုလည်းကိုစားပြုတဲ့ရလက်ဖတ်မှာမဟုတ်ဘူးလို့ပဲကျွန်တော်ခိုင်းယူပါတယ်ကယန်းဒေသမှာအရင်ကကယန်းအမျိုးသားပါတီ KNP တခုပဲရှိခဲ့ပေမဲ့ဆင်နာသိပြီးနောက်မတ်ပုတ်တင်ထားမှုမရှိတာကြောင့်စစ်ကောင်မရှင်တဲ့လက်အောက်ခံ UEC ကဖျက်သိမ်းထားပြီးဖြစ်ပါတယ် ဒါကြောင့် KNP အနေနဲ့လည်းစစ်ကုတ်မရှင်တပ်ရဲ့ရွေးကောက်ပွဲမှာပါဝင်မှာမဟုတ်ဘူးလို့ KNP ကဆိုပါတယ်။ဒီကမှာကဆရာနာရှင်လုပ်တဲ့ရွေးကောက်ပွဲကိုအသိမှတ်မပြုလို့ကျွန်တော်တို့ကရမ်းပါတီတွေကလည်းဝင်ရောက်ခြင်းပြိုင်မှာမဟုတ်ပါဘူး။အဲဒီထဲမှာဆရာနာရှင်ကိုအလုပ်ကျွေးပြုတဲ့ကရမ်းလူမျိုးတဦးစားနှစ်ဦးစားပါကောင်းပါနိုင်တယ်။ဒါဟာကရမ်းလူမျိုးကိုကိုးစားပြုတာမဟုတ်ဘဲနဲ့ဆရာနာရှင်စနစ်ကိုကိုးစားပြုတဲ့ကျွန်တော်တို့အမျိုးသားသစ်စပေါက်တွေဖြစ်ပဲကျွန်တော်သဘောထားပါတယ်။ KNA တာဝန်ရှိသူတွေကရွေးကောက်ပွဲကျင်းပဖို့အတွက်ဒီမိုကရေစီစနစ်ကိုအရင်ဖော်ဆောင်ဖို့လိုအပ်ပြီးပြည်သူလူထုသဘောထားနဲ့လှုပ်တင်တယ်လို့လည်းတိုက်တွန်းပြောဆိုပါရယ် KNA အနေနဲ့စစ်ကောင်မရှင်ကဦးစီးကျင်းပမဲ့ရွေးကောက်ပွဲကိုလက်နက်ကင်နီးအကြမ်းမဖက်နီးအပါဝင်ညီမျိုးစုတို့ပြီးပြင်းထန်ထန်ဆင့်ကျင်သွားမယ်လို့တာဝန်ရှိသူတွေကပြောပါရယ် ကချင်နယ်ဇက်ဂိတ်တွေပြန်ဖွင့်လိုက်ပေမဲ့73စီအပါဝင် ကုန်စည်အများစုကိုတရုတ်ကကက်သက်ထားစေဖြစ်တယ်လို့ KIO တာဝန်ရှိသူနဲ့ဒေသခံတွေကပြောပါတယ်။ကချင်ပြည်မှာရှိတဲ့တရုတ်မြန်မာနယ်ဇက်ဂိတ်တွေကိုတနစ်ကြော်ကြာပိတ်ထားခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့အော်တိုဘာလ24ရက်နေ့မှာတရုတ်ဘက်ကနေပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ဒါပေမဲ့လည်းကုတ်တွယ်ရေးဟာပုံမှန်အခြေအနေကိုလုံးဝပြင်မရောက်သေးပဲကက်သက်ချက်တွေများစွာရှိနေစေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးရဲ့အတီးပြုချက်အရ 73C နဲ့ electronic ပစ္စည်းတွေအပါအဝင်ကုန်ပစ္စည်းအများစုကိုတရုတ်ဘက်ကသွင်းခွင့်မပေးသေးပါဘူး။ပစ္စည်းတွေလည်းအလုံးစုံတန်းနဲ့ဝင်ထွက်လို့ရအောင်။အဒီကတော့ဒီလိုလိုသူ့ရဲ့သွားတော့ကုန်ပစ္စည်း။နောက်ဒီဆော့ပစ္စည်းတွေကိုပဲဘယ်လိုလုပ်ဆရာတော့ဦးပေးတော့တွေ့ရပါလား။ မန်ဝဲကြီးလွယ်ကျဲလိုက်စားစားတဲ့ဂိတ်တွေအပါဝင် ကချင်နယ်ဆက်တခြားဂိတ်အားလုံးကိုဖွင့်လိုက်တာမှန်ပေမဲ့စီးပွားရေးကအေးဆက်နေပြီးမြန်မာဘက်ကလူတွေဝင်ထွက်တာကလည်းမရှိတလောက်နေပါနေစေဖြစ်ပါရဲ့တရုတ်ဘက်ကနယ်ဆက်ဂိတ်တွေကိုတိုက်ပွဲကြောင့်လုံခြုံရေးအရာပိတ်ခဲ့တာဖြစ်တယ်လို့ပြောပါရဲ့အဲတရုတ်ပိတ်တာကျွန်တော်တို့ကတနာပိတ်တာဟိုတရုတ်ပိတ်တာဟောဒီလိုတော့ဒီလိုကြောင့်တော့မရှိတော့ပါဘူးနော်နယ်ဆက်ဒေတာ တို့ဒီပြည်သက်မှာအာဘင်းချုံမှု ရှိအောင်ဆိုပြီးမှဝိညာဉ်သက်ပြည့်တူပိတ်တပ်ပါလားအခုလိုဂိတ်တွေဖွင့်လိုက်တဲ့အပေါ်နေဆက်ဒေတာမှာတရုတ်ဘက်ကနေမြေရှားတက်တူဒူးဖို့ရေလုပ်ငန်းတွေလုပ်ကြိုက်ဖို့ဂျိုးပန်းနေတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ် ဒါနဲ့ပတ်သက်ပြီးဘုံမူကြီးနော်ဘူးကတော့မြေရှားတတူတူဖို့ရေးကိစ္စကို KIO ကခွင့်ပြုထားတာလုံးဝမရှိသေးဘူးလို့ညှင်းဆိုခဲ့ပြီးနေဆက်စည်းပွားရေးအခြေအနေတဖြည်းဖြည်းတိုးတက်လာဖို့ပဲမျှော်လင့်တယ်လို့ပြောပါရယ်။ အစည်းအဝေးကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစည်းအဝေးကိုရန်နာခွင့်ပြုပါရှင်။